Hello မင်္ဂလာပါမတူဒီနေ့ဝေးများမဲ့အကြောင်းလေးကကြတော့ဒီအာ byte တွေခါးတွေမှာအစီများနေတဲ့သူတွေအနေနဲ့ပေါ့နော်ဒီအစီကြခြင်းနဲ့ဆိုရှင်မတူဘူးပြောမဲ့အချက်၅ချက်ကိုရှောင်ပေးရမယ်အဲ့ဒါကဘယ်လိုမျိုးလဲဆိုလို့ရှိရင်နံပါတ်၁အနေနဲ့ကကြတော့ထမင်းစားပြီးတဲ့ခါတိုင်းမှာဒီလှဲနေတာတွေနောက်အထိုင်များနေတာတွေပေါ့နော်အဲ့လိုမျိုးတွေမလုံးနဲ့ထမင်းစားပြီးတော့လို့ရှိရင်ပြင်းပြင်းထန်ထန်မဟုတ်ဘဲနဲ့နည်းနည်းလှုပ်ရှားရှားလေးချိန်ငန်းသဘောမျိုးလမ်းလျှောက်ပေးရမယ်ပေါ့နော်နံပါတ်၂ချက်နေတဲ့ကကြတော့အာဒီအစားအသောက်ကိုစိတ်က ွားကျင်တာမဟုတ်ဘဲနဲ့နှမျောလို့ဆိုပြီးတော့အာခဏခဏတစက်စက်စားနေတဲ့ဟာမျိုးအလိုမျိုးတွေလုံးဝမလုပ်ပါနဲ့။နံပါတ်3ချက်ကကြတော့အချိုတွေအငံတွေပေါ့နော်။နောက်လို့ရှိရင်အစီအစိတ်တွေများတဲ့ဟာတွေအာစီကြော်စာတွေပေါ့။အဲအဲ့လိုဟာမျိုးတွေကိုဆိုလို့ရှိရင်ကယ်လိုကယ်လိုရီတွေများတဲ့ဟာတွေကိုဆိုလို့ရှိရင်အတိုင်းနိုင်ဆုံးလျှော့စားပါမစားရင်တော့ပိုကောင်းတယ်ပေါ့နော်။နောက်ချက်ကကြတော့အရေးကြီးဆုံးပဲ။အဲအရေးပြည့်များတဲ့ခါမှာဆိုရှင်လည်းဒီကအဝရဲဝရင်အစီတွေများလာတာဖြစ်နိုင်တယ်ပေါ့နော်။အဲကြတော့အရေးပြည့်များတာတွေလည်းရှောင်ရမ မယ်နောက်ဆုံးတစ်ချက်ကကြတော့ကိုကဒီ byte တွေခါးတွေမှာအစီအစဉ်များနေတယ်ဆိုပြီးတော့အဲ့နေရာလေးပဲကွက်ကြတယ်ပေါ့နော်လေ့ကျင့်ခန်းမျိုးတွေလုံးဝမလုပ်ပါနဲ့လို့မာသူအနေနဲ့ပြောချင်တယ်ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် like and share လေးလုပ်ပေးပါကျေးဇူးတင်ပါတယ်ရှင်